ပါရီအနေနဲ့စိတ်လို့ကိုလိုလဲနေပါအခါလိုက်နဲ့မချေပွဲထန်နှဲရအောင်မယ်ဆိုတာလဲခေါင်းထဲထည့်ထားဖို့လိုမယ်ပရိသတ်များလုံးဝမင်္ဂလာများမန်ချက်စတာဖော်ဝါ့စုံကနေပြန်လဲကြိုလိုက်ပါရင် US ရဲ့နာမည်ကျော် Canadian Fighter 2ဖြစ်တဲ့ Don Fry ကတော့ပါရီအအနေနဲ့လက်ရှိချိန်မှာသူ့စိတ်သူလွတ်လွတ်လပ်နဲ့ရွှဲလွှဲနေတာကိုနားလည်ပေမဲ့အခါလိုက်နဲ့မချေပွဲပြန်ထိုးဖို့အတွက်ကိုတော့ခေါင်းထဲထည့်ထားပါအောင်လို့သတိပေးပြောဆိုလိုက်ပါရင်ပါရီယာကတော့လက်ရှိအခြေပါဒွန်ဖရိုင်းပြောသလိုပဲလဝိလောကကိုခေါင်းနဲ့ထည့်ထားဖို့မပေါ်သေးပဲကဘာဘက်ခီးတွေထွက်ပြီးသူစိတ်ပျော်ရာတွေကိုရှာဖွေနေပါရင် ဒီကြားထဲမှာ trainee ဘိုင်းတွေကိုလည်းပုံမှန်လင်းချင်းမှုတွေပြုလုပ်ချင်မှပြုလုပ်ပါလိမ့်မယ်။ USC ဘက်ကမချေဝဲပြန်ထိုးမလားဆိုပြီးပွဲပြန်ပေးနေတာတော့ဘာရီယာကမထိုးသေးဘူးဆိုပြီးညင်ထားပါရင်ဘာရီယာကဘာဖြစ်လို့အခုလိုမျိုးပြောင်းလဲသွားတာလဲ။ငွေချေးအပြင်ချမ်းသာတဲ့သူတယောက်ဖြစ်သွားလို့သူ့ရဲ့ professional အလုပ်ကိုအလေးမထားတော့တာလား။ဒါမှမဟုတ်အခါလိုက်ကိုများအကြောင်းနေတာလားဆိုပြီးမေးစရာရှိပါတယ်။ ပါရီယာအခုလိုနေဖြစ်နေရတာဒီအချက်တွေကြောင့်လည်းပါချင်းပါပါမယ်ဒါပေမဲ့အကုန်လုံးတော့မမှန်ကန်နိုင်ပါဘူးပါရီယာဟာပြီးခဲ့တဲ့နှစ်တုန်းကသူ့ရဲ့ light heavyweight တန်းချန်ပီယံခပ်ကားကွယ်ပွဲမှာအခါလိုက်ကိုရှုံးနေထားခဲ့ရပါတယ်ဒီရှုံးပွဲပေါ်ပါရီယာကနည်းနည်းလေးမှမကျေနပ်ပါဘူးဒါတွေကသူ့အပေါ်မများတာဘူးဗလိုက်တဲ့အဆုံးဖြတ်ချက်တွေချမှတ်ခဲ့တယ်လို့ပါရီယာကထင်မြင်ယူဆနေပါတယ်နိုင်ဝဲရီစက်တိုက်ကိုချန်ပီယံခပ်တီကိုစက်တိုက်ကာကွယ်ထားနိုင်ခဲ့တဲ့ fighter တယောက်အနေနဲ့ဒီရှုံးဝဲပေါ်ပါရီယာအနေနဲ့လည်းအတော်လေးကိုခံပြင်းမှာပါပဲ။ဒါကြောင့်လဲပါရီယာကသူ့ရဲ့မွန်ချန်နေတဲ့စိတ်တွေကိုစိတ်လို့ကိုလို့ပေါက်ကွဲဖို့အတွက်ကဘာနဲ့ခီးတွေထွက်ပြီးတော့စိတ်လို့ ့ကိုလိုပေါက်ကွဲနေတာဖြစ်ပါတယ်။ပါရီအနေနဲ့အခါလိုက်နဲ့မကြေဝဲထိုးဖို့အတွက်နဲ့လည်းပတ်သက်လို့လည်း USC ရဲ့ဝိတ်တန်အသီးသီးကထိတ်တန်ဖိုက်တာတွေကပါရီအပေါ်ချန်ပီယံချက်တွေတတိပေးပြောဆိုမှုတွေတတိပြုလုပ်လာခဲ့ကြပါတယ်။မီဒယ်ဝိတ်တန်ရဲ့ချန်ပီယံခပ်ပတ်ပိုင်းရှင်ဟောင်းတူဦးဖြစ်တဲ့ CS Streetland ဆိုရင်ပါရီအနေနဲ့အခါလိုက်နဲ့မကြေဝဲပြန်ထိုးမယ်ဆိုရင်လက်ရှိနေထားတိုင်းတော့မရဘူး။လေးချင်းမှုတွေကစားဖို့နဲ့စိတ်သက်ပိုင်းတွေအားလုံးကိုပြုပြင်ပြောင်းလဲပြဖို့လိုတယ်ဆိုပြီးတော့တတိပေးပြောဆိုထားတာတော့သိမ်းမကြသေးပါဘူး။အခုဆိုရင်နောက်ထပ်ထိတ်တန်ဖိုက်တာ2ဖြစ်တဲ့အဒန်ဆန်ညာကလည်း ကျွန်တော်ဒီကောင်ပါရဲရအတွက်အရမ်းပဲခေါ်ယူပါတယ်သူကဘလူးတကောင်ကိုဖန်နေထားတယ်လို့ပါပဲဝိုင်တန်းတစ်ခုမှာသူပါရဲလုံးပြခဲ့တယ်ဆိုတာကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ကြရပြီပဲသူနဲ့အခါလိုက်တို့ရဲ့နောက်တစ်ချိန်ရန်ပွဲကိုကြည့်ဖို့အတွက်ကျွန်တော်မဆောင်နိုင်တော့ဘူးလို့ပြောခဲ့ပါတယ် USC ကနဝင်းကြီး Don Fry ကတော့ပါရဲရရဲ့အခုလုံးရဲ့အပေါ်ထောက်ခံပြောဆိုထားပါရင်ဗာရီယာအနေနဲ့မုန်းချနေတဲ့စိတ်တွေကိုစိတ်လို့ကိုလို့ပေါက်ကွဲတာတော့မပြောလို့ပါဘူးဒါပေမဲ့အခါလိုက်နဲ့မကြေဝဲပြန်ထိုးဖို့ကတော့တတိယပြီးအသိစိတ်လေးပြန်ဝင်ပါအောင်လို့ Don Fry ကပြောပါရင် ဘာရီယားဟာအင်ကာလိုင်းနဲ့မထိုးခင်မှာသူ့ရဲ့ချန်ပီယံခပ်ဘက်ကို၃ချိန်တိုင်တိုင်ကာကွယ်ပြထားနိုင်ခဲ့ပြီး USC တမိုင်းရဲ့အတန်းကျွအဆုံးချန်ပီယံခပ်ဘက်ပိုင်ရှင်တယောက်ဖြစ်ခဲ့တယ်ဆိုတာငင်းစရာမရှိပါဘူးဒီလိုတိုက်ပွဲမျိုးအတွက်ဘာရီယားရဲ့စိတ်တွေကလုံးဝကို refresh ဖြစ်ပြီး0 setting မှာထားနိုင်ပြီးဆိုတော့မှသာအကောင့်ထဲပေါ်တင်တာဖြစ်ကြောင်းစိတ်လောပြီးတော့စိတ်လိုလိုက်လိုက်မိမယ်ဆိုရင်တော့တစ်ချက်ကနေနှစ်ချက်ဖြစ်သွားရလိမ့်မယ်လို့လည်း Don Fry ကထုတ်ဖော်ပြောကြားထားပါတယ် ဒေါ်ဖရိုင်ကမင်းနာချင်းနေအချင်းယူပြီးနားပါဒါပေမဲ့ကိုလုံးနိုင်တပြေတော့ကိုယ့်ရဲ့အတံပွင့်ချောင်းအလုပ်ကိုဆက်လုပ်နေရအောင်မှာပဲဆိုတော့သဘောပေါက်ထားလိုက်အောင်မြင်မှုတွေဆိုတော့ပို့ပြီးတော့ကြီးကြလေကိုယ့်ရဲ့ဘဝကိုပို့ပြီးအယောင်လက်လာစေနိုင်လေလေပါပဲငါလည်းမွေရီအများကြီးရှာခဲ့မှုတွေဒါပေမဲ့ဆေးရုံမှာလူမှာတယောက်အနေနဲ့ဒုက္ခရောက်နေချင်းငါဘေးနားမှာဘသူမှကိုမရှိကြဘူးဒါကြောင့်မင်းမွေရီအများကြီးရှိသားပြီဆိုပေမဲ့နောက်ထပ်မွေရီအများကြီးထက်ရှာရအောင်မယ်မင်းမြန်နေကောင်းပါစေလို့ငါမျှော်လင့်ပါတယ်လို့ပါရရကအကြံပြုပြောကြားထားပါတယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအာဂါစားနဲ့ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ